လုံးမဲမင်္ဂလာပါရှင်ရွှေရင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အော်တိုဘလ30ရက်နေ့အတွက်နောက်ဆုံးရမလူသားကျတင်ခမန်းချက်များကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်အထူးမလူသားအနေဖြင့်ပုံမအားကောင်းလာသောစိုက်ကလုန်းမွန်တိုင်းမွန်ထာအီနာဆောင်ရသတင်းထူများနဲ့အစမမွန်တိုင်းအရှင်ကြောင့်မိုးရွာသွန်းနိုင်သည့်ဒေသများပါဝင်မြေကြီးနိုင်သည့်အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင် ပထမဆုံးအနေဖြင့်မူလဝတ္တနှင့်ဇလဗျာညင်ချမှုဦးစီးဌာနကထုတ်ပြန်ထားသောစိုက်ကလုန်းမွန်တိုင်းမွန်ထနောက်ဆုံးရသတင်းချင်းများကိုတင်ပြပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်စင်နိုင်ခွဲချိန်အတိုင်းထွားခြင်းများယအိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်ကန်ချီကာကီနာဒါမြို့တာမန်မှာဖြစ်ကျော်ခဲ့သောအာကောင်းသောစိုက်ကလုန်းမွန်တိုင်းမွန်ထသည်ညအနောက်မြောက်ဘက်သို့ရေလျားခဲ့ပြီးအိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ပြည်နယ်ကုန်းတွင်းပိုင်းဒေသများသို့ရောက်ရှိခဲ့ကဆိုက်ကလုန်းမွန်တိုင်းမွန်ထားအဖြစ်သို့အာရောသွားခဲ့ပါသည်။အဆိုပါဆိုက်ကလုန်းမွန်တိုင်းမွန်ထားသည့်ညအနာများဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးအိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်ကတဖြည်းဖြည်းအာရောသွားနိုင်သည်ဟုခန့်မှန်းရပါသည်။ဆလပင်ယနေ့အော်တိုဘလ29ရက်နေ့တွင်မင်္ဂလာပလင်အော်မှဆိုက်ကလုန်းမွန်တိုင်းမှွန်ထားသည့်အိန္ဒိယနိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းမှတက်ဆင့်ကုန်းတွင်းသို့ဝင်ရောက်မည်ဖြစ်ပါသည် ။တစ်ချိန်တည်းမှာပဲတာတူပလဲရင်အရှိလေးစီချောင်းအားကောင်းနေပြီးထိုင်းပလဲခွေ၊ဗီယက်နမ်တောင်ပိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အပေါ်မှာကုန်တွင်းဒီဇိုင်းဝဲတစ်ခုသည်မြန်မာနိုင်ငံတောင်ပိုင်းစီတို့ရွေးလျားနေပါတယ်။အော်တိုဘလာ29ရက်နေ့မှာ30ရက်နေ့နဲ့အစောတွင်မိုးရွာသွန်းမှုအခြေအနေမှာတင်းဆိုင်တိုင်းတွင်မြို့နယ်အလုံးတွင်မိုးရွာနိုင်ပြီးအထူးသဖြင့်မိတ်ကျွန်းစုပူလောင်တင်းဆိုင်မြို့နယ်များတွင်တွင်မိုးရေချိန် တိတိမငါလမ်းမမနှလမဝင်ချင်းထိရွာနိုင်ကနေရာကွယ်ရီမှုများနိုင်ပါ रे ။ကြံပြင်းနေများရင်မူတလမဝင်ချင်းမူရနိုင်ပါ रे ။မွန်ပြည်နယ်၌ရေခဲရိုင်းနေနေရာစိစိနဲ့မော်လမြိုင်ခရိုင်တွင် နေရာကျဲကျဲ။ကရင်ပြည်နယ်၌ကျိုင်းအင်းစီကြီးခရိုင်တွင်နေရာစိစိနဲ့ယဝတီကော့ကရိတ်ခရိုင်များတွင်နေရာကျဲကျဲမူရနိုင်ပြီဖြစ်ပါ रे ။အေယဝတီတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းရှမ်းတောင်စကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့ထဲမှနေရာကွက်ကြောင့်မူရနိုင်မည်ဟုခံမှန်းရပါသည်။လာမည့်ရက်များခံမှန်းချက်မနက်ဖြန်အော်တိုဘလ30ရက်နေ့တွင်ယနေ့ကဲ့သို့မူရသွန်နိုင်ချင်းများဆက်လက်ရှိနေမည်ဖြစ်ပြီးအပြောင်းလဲအနေငယ်သာရှိနိုင်ပါသည်။အော်တိုဘလ31ရက်နေ့တွင်သတင်းသာရိုက်တိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းတောင်ပိုင်း၊ရန်ကုန်တိုင်း၊အီယာဝတီတိုင်းနှင့်ကချင်ပြည်နယ်အထက်ပိုင်းတို့တွင် နေရာစိတ်စိတ်မူရနိုင်ချေရှိနေပါသည်။ နိုဝင်ဘာလဇန်နွေမှုစာအုပ်မှုစာတင်ရသွင်းမည်ဖြစ်ပြီးမိုးရွာနိုင်သောမြို့နယ်များလည်းပုံမှုများပြလာမည်ဟုဆိုပါသည်ဆက်လက်ပြီးမုံတိုင်းမိုးသေးထန်စွာရသွင်းခြင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုတင်ဆက်ပေးသွားပါမယ်ယနေ့29ရက်နေ့ဆယ်လ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းတာချက်မြေအခြေအနေတင်ပြပေးလိုက်ပါရစ်။မြေကြီးနားမြေရင်နှစ်လက်မခံထက်ကြောင့်ဒီကညနေမှ12နာရီတွင် မြေကြီးနာမျိုးဤမနေ့ကမြင်ဆုံးပူချိန်34.3 3ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန်27.5ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။မြေကြီးနာမြေသည်ဆွေးရေမဲ့ဌာနရစင်တီမီတာသို့ရရှိရန်901စင်တီမီတာ29ပေခွဲခန့်အလုံးရင်ရရှိနေပါသည်။အေယာဝတီမြေအထက်ပိုင်းမှာမူအားနှိမ်ငယ်ရှိနေပါသည်။ရန်ဖန်ရန်ခအယဝတီမြစ်စွန်ထက်ပိုင်းမှာနေရာကွက်၍မိုတဲထန်ဆွာရသွန်းချင်းများကြောင့်မြစ်ကြီးနားမြေကြားစင်နေရာမှာပြန်တလာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါအောင်မယ်။ စကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အီယော်ဒီမြင့်အထက်ပိုင်းမိခါမြင့်နဲ့မလီခါမြင့်ဝမ်ဒေသများမှာမိုးတိမ်တာများဖြစ်ထွန်းမှုအားနိုင်ငယ်ရှိနေပါသည်။အီယော်ဒီမြို့တခြားနဲ့ချင်းနီမြို့တခြားမြေကန်ဒီမြင်းနေဒေသများနဲ့မြင်းလူကျများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအီယာဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါသည်။ချင်းနှင်းမြစ်ချင်းနေ ခန်းတီမြင့်ရင်တလမခန်းထက်ကြောင့်မိခညနေမှ12နာရီတွင်မုံရွာမြင့်ရင်လီလမခန်းထက်ကြောင့်မိခညနေမှ12နာရီတွင်ချင်းမြင့်ရင်တဲကြပုံမှန်ဒီထားခန်းမှာရှိနေပါမယ်သူကဲမြင့်ကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်ခန်းတီဟိုမလင်းဖောင်ပြင်းမော်လိုက်မြေတို့မှာပြပြချင်းဆက်လက်ကြဆင်းနေပါမယ်ကလေးဝမင်းကင်းကဏီနဲ့မုံရွာမြို့မြေတို့မှာပြပြချင်းဆက်လက်ကြဆင်းနေပါမယ်အေယာဝတီမြင့်ရင်ချင်းနေ ဗမောရှိကူကတာတီချိုင်တပေချင်းမန္တလေးနဲ့စကားမြင့်ရင်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ညင်မှုပခုတ်ကူညာဦးချောင်းနဲ့မင်းမှုမြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မက်ခွေအောင်လန်းပြည်စိတ်သားနဲ့ဟင်္ဒရဇလုံးမြို့မြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အေယဝတီမြေချင်းနေအေယဝတီမြေမြင့်တက်မှုကို24နာရီဆောင်ချီတင်ပြပေးနေပါရရှင်။ထူးခြားမှုရှိလာရင် အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ ဆက်လက်ပြီးယနေ့အော်တိုဘလ29ရက်နေ့မနက်၈နာရီအာရှစံတော်ချိန်အချိန်ရမြန်မာနိုင်ငံသူဝင်ရောက်လာမည့်မူလဝန်သားစနစ်ကြီးတစ်ခုကိုတရားပါတယ်။၁ညောင်ပိုင်းဒေသများမုန်တိုင်းအကျဉ်းချံလင်းလာပလီယံအနောက်ပိုင်းမှာဆိုက်ကလုန်းမုန်တိုင်းဟောင်းမွန်သားသည့်ကုန်းတွင်သို့တဝက်ခန့်ဝင်ရောက်နေပြီဖြစ်ပါတယ်။လမ်းကြောင်း မုံတိုင်းလက်ကျန်မှုလေးများသည်မူလပုံပါမြလန်ချောင်းတိုင်းစကိုင်းတိုင်းအထက်ပိုင်းနာဂဒေတာနှင့်ကချင်ပြည်နယ်တို့ကိုဗဟုပြု၍ဝင်ရောက်လာပါမည်။အကျိုးသက်ရောက်မှုဤဒေတာများတွင်မူကြီးချင်းများဖြစ်ပေါ်နိုင်ပါသည်။နှင့်တောင်ပိုင်းဒေတာများလေဖျားနေရဝင်ပုံဣညာဘက်ရှိမေခါမြဝန်ဒေတာတွင်ဖြစ်ပေါ်နေသောလေဖျားနေရဝင်ဖြစ်ပါသည်။လန်ချောင်း ၎င်းသည်ထိုင်းပင်လယ်ကွေ့ကိုဖြတ်ကျော်ကကပလီပင်လယ်မိုတမာကွေ့သို့ဝင်ရောက်လာမည်ဖြစ်ပါသည်။အကျိုးသက်ရောက်မှု မိုတမာကွေ့မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့်တရင်းထိုင်တိုင်းဒေသကြီးအောင်ပိုင်းဒေသများတွင်မိုကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။စုစုပေါင်းမှုရေချိန်အချိန်ကာလယနေ့အော်တိုဘာလ29ရက်နေ့မှစ၍နောက်ဆက်လျက်နေ့တွင်မိုးရေချိန်ဧရိယာမိုးကြီးဆုံးရာသွန်းမြစ်ကချင်ပြည်နယ်နှင့်မိုတမာခွေအပိုင်းဒေသများတွင် ခံမှန်းမှုရဲ့ချင်းဆယ်လက်မှကျော်ရွာသွန်းနိုင်ပါတယ်။ဤခံမှန်းချက်ရမူကြီးမြေဒေသများအတွက်ဘေးအန္တရာယ်ကင်းရှင်းစည်ရန်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသင့်ပါတယ်။ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသခြေနေဘလို့ရှိမလဲ။ဘင်္ဂလားပလင်အော်မှာဘာရီဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည့်လိုက်ကြရအောင်။2025ခုနှစ်အော်တိုဘလ29ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ရဘင်္ဂလားပလင်အော်ချိန်နေယနေ့မြန်မာစံတော်ချိန်စင်နိုင်ခွဲချိန်တိုင်းထွားချက်များအရအိန္ဒိယနိုင်ငံ အင်ဒရာပရာဒိရှ်ကန်ချေကိုကာကီနာဒါမြို့တောင်ဘက်မှဖျက်ဆီးခဲ့သောအာကောင်းသောဆိုက်ကလုန်းမုန်တိုင်းမှန်ထားသည်။မြောက်အနာမြောက်ဘက်သို့ရွေ့လျားခဲ့ပြီးအိန္ဒိယနိုင်ငံအင်ဒရာပရာဒိရှ်ပြည်နယ်ကုန်းနယ်ဒေသများသို့ရောက်ရှိခဲ့ကောင်းဆိုက်ကလုန်းမုန်တိုင်းမှန်ထားဖြစ်သောအာရုံသွားခဲ့ပါသည်။အဆိုပါဆိုက်ကလုန်းမုန်တိုင်းမှန်ထားသည်ညအနာများဘက်သို့ဆက်လက်ယူလျားနိုင်ပြီးအိန္ဒိယနိုင်ငံကိုနေမိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်ကတပြည့်ပြည့်အာရုံသွားမည်ဟုခန့်မှန်းရပါသည် မင်္ဂလာပြန်ရောင်းများပိုင်းအရှိလေပိုင်းနဲ့အနောက်တောင်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပလင်းပြင်းနဲ့ဂျမင်္ဂလာပြန်အော်ဒရင်တိမ်သိမ်းတဲ့မှတိမ်ထူထန်နေပါတယ်မနက်ဖန်နနက်ထိခမန်းချက်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း KR ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်တိမ်သိမ်းတဲ့ဖြစ်ထွန်းပါမယ်တင်းဆိုင်တိုင်းဒေသကြီးတွင် နေရအနှံပြဧရာဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ဝန်ပြည်နယ်တို့ရင်းနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့ရင်းနေရာကွက်ကြားမှုထစ်ချုံရပင် ရွာရံရံုံးပြည့်ဖြစ်ပါတယ်။နေပြည်တော်နေရာကွက်ကြားမှုထစ်ဆောင်ရမည်။ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မန္တလေးနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါတယ်။ပဲခူးနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါတယ်။မကွေးတိန်သိန့်တဲ့ဖြစ်ထွန်းမည်။ဟောင်မလင်းတိန်သိန့်တဲ့ဖြစ်ထွန်းမည်။မုံရွာတိန်သိန့်တဲ့ဖြစ်ထွန်းမည်။ပသိန်းနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါတယ်။တဝဲနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မြေကြီးနာနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါတယ်။ လိုက်ကိုတင်းတင်းတင်းဖြစ်ထွန်းမည်ဖအံနေရာွက်ကြမှုထစ်ဆောင်ရနိုင်ပါ रे ဟာခာနေရာွက်ကြမှုထစ်ဆောင်ရနိုင်ပါ रे မော်လမြိုင်နေရာွက်ကြမှုထစ်ဆောင်ရနိုင်ပါ रे စစ်တွေးနေရာွက်ကြမှုထစ်ဆောင်ရနိုင်ပါ रे လာရှူတင်းတင်းတင်းဖြစ်ထွန်းမည်တောင်ကြီးတင်းတင်းတင်းဖြစ်ထွန်းမည်ကျိုင်းတုံတင်းတင်းတင်းဖြစ်ထွန်းမည်မိုးဒိတ်တာဖြစ်ပေါ်မှုချင်းနေတင်းတင်းထိုင်တိုင်းဒေတာကြီးတွင်မိုးဒိတ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီး အဆိုပါမူဒေတာများရွေးလျားရနေရတလျှောက်တွင်မူရသွန်းစင်းတဲ့သူလေပြင်းထိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းပျက်စီးလက်ခြင်းနှင့်မိုးတိကျခြင်းစသည့်မူလဝဒဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ချိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခမန်းချက်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကျကျမှနေရာစိတ်စိတ်မိုးထစ်ချုံရနိုင်ပါသည်။ နေပြည်တော်နဲ့နေတိုင်းတက်မနေ့ဖနနက်ထိခမ်းမန်းချက်နေရာကွက်ကြားမူတစ်ချုံရနိုင်ပါတယ်။ရာရင်ရနှုန်း60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတိုင်းတက်မနေ့ဖနနက်ထိခမ်းမန်းချက်နေရာကွက်ကြားမူတစ်ချုံရမီရာရင်ရနှုန်း80ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတိုင်းတက်မနေ့ဖနနက်ထိခမ်းမန်းချက်နေရာကွက်ကြားမူတစ်ချုံရနိုင်ပါတယ်။ရာရင်ရနှုန်း60ဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ခုတင်ဆက်ပြီးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။ နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်။ကျမတို့ channel လေးကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်။ပါပေးခဲ့ကြပါဦးနော်။